မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ14ရက်မြိလက်တန်ရဲ့တနိဒာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့စစ်ကောင်မရှင်တရဲ့နေပြည်တော်လုံခြုံရေးစခန်းတစ်ခုကို PLA သိမ်းယူခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်အော်တိုရာဒီဗီတပ်ဘုံမြို့နယ်ရတနာမြေအခြေပြုလုံခြုံရေးစခန်းကိုနိုဝင်ဘာ12ရက်ညနေပိုင်းမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ PLA ရဲ့အတွင်းရေးမှူးစီကသိရပါတယ် စစ်ကောင်ဖြစ်တဲ့ကအနည်းဝင်းချင်းကကြေးဝါတွေကိုစစ်ကြောင်းထိုးရင်းနှစ်နှစ်ကြာတဆွဲနေတဲ့အဲ့ဒီစခန်းကို PLA ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစခန်းတွင်းရှိစစ်ကောင်ဖြစ်တဲ့ဘက်ဝင်တွေထွက်ပြေးသွားခြင်းမှာတင်းယူနိုင်ခဲ့တာဖြစ်ကြောင်း PLA ရဲ့အတွင်ရေမှူးဒေါ်နီနီကျော်ကမြေလက်တံကိုပြောပါတယ်တိုက်ပွဲတွင်စစ်ကောင်ဖြစ်တဲ့ဘက်ဝင်တွေထွက်ပြေးသွားတာကြောင့်နှစ်ဖက်ထိခိုက်မရှိခဲ့ပဲကြီးငွေဂျိတ်ခါနဲ့ စစ်တပ်ယူနီဖောင်းတွေရရှိခဲ့ပြီးယူနီဖောင်းတွေကိုတော့မတည်ယူနိုင်တာကြောင့်မိရှုဖြစ်စီပြခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဝင်ရဲဘော်တွေရဲ့တိုက်ပွဲဝင်လို့လည်းပြင်းပြတဲ့စိတ်ဓာတ်တွေကိုအလေးပြုပြီးပြည်သူလူထုဘက်ကနေမမမမယက်တိပေးခြင်းနဲ့ရဲဘော်တွေရဲ့ရဲစွမ်းတတိကိုအလေးပြုပါတယ်လို့ဒေါ်နီနီကျော်ကပြောပါတယ်။တွားရောက်တဲ့ခိုက်ချိန်မှာလေစစ်ကောင်မရှင်ဘက်ကအင်အားနည်းတဲ့အနေအထားရှိတယ်လို့သိရပြီးလက်ရှိချိန်ထိစစ်ကောင်မျိုးစစ်ကြောင်းတွေဟာစခန်းအနီးတစ်ဝိုက်ကခြေရွာတွေကိုစစ်ကြောင်းထုံးနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ နောက်ချိုမှာတမိမှုဘေဘီဝါရဖျက်စည်းရုံးမှုတွေလုပ်ခဲ့တဲ့ပုံမှုကြီးမင်းအင်းကိုတမရှိရှိတမမှုယာဒူတိုဘေဘီနာသူရဲ့ကောင်မတန်းဝဲတစိပါပေးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။စစ်ကောင်ရှင်တက်ရဲ့အငွေမျိုးကြီးဆိုင်အမရှိရှိချင်းမြတမဌာနချုပ်တမခါရှိရှိရဲ့တမမှုပုံမှုကြီးမင်းအင်းကိုသူရဲ့ကောင်မတန်းဝဲတစိပေးရကြောင်းဒီကနေ့နိုဝင်ဘာ14ရက်ထုတ်စစ်ကောင်ရှင်ထင်ချုပ်တဲ့ရင်စာတွေမှာဖော်ပြပါဗျ။ရှမ်းမြောက်ဒေသနောင်ချုံမြို့တိုက်ပွဲကိုတိုက်ခိုက်ခဲ့တဲ့တမတေတေဒုတိယတမမှုပုံမှုကြီးမင်းအင်းကိုစစ်ကောင်ဆောင်တွေက ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်အတွင်းတက်မှရှိရှိတက်မှမှုအဖြစ်ယာရုတုံးမြင့်ပေးခဲ့ပြီးတဲ့နောက်စွမ်းဤတစိမ့်ပါထပ်မံပေးရခဲ့တာပါ။နောက်ချုံမြို့ကိုစစ်ကောင်စီတပ်ဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းပြီးခဲ့တဲ့ဇူလိုင်လအတွင်းတက်မှတိတိဒုတိယတက်မှမှုဖြစ်တဲ့ဗမှုကြီးမြင့်ကမြို့ကန်တချို့ကိုလိုက်လံတွေးဆုံပြီးထမင်းမှုတွေပေးတာနဲ့ဝါလာပြန်စီယုံပြောဆိုတာတွေလှုပ်ဆောင်ခဲ့တာအဲ့ဒီရုပ်သံဖိုင်တွေလည်းလူမှုကွန်ရက်တွေမှာပြန်နိုင်ခဲ့တာပါ။နောက်ချုံမြို့ကိုပြီးခဲ့တဲ့ဧပြီလမှာစစ်ကောင်စီတပ်က အင်အားလုံးရင်းတဲ့ဒိုစစ်အရှင်မြင့်တင်ခဲ့ပြီးဇူလိုင်လအတွင်းမှာမျိုးရင်းကနေတော်လိုင်းတက်တွေပြန်လဲဆုတ်ခွာပေးလိုက်ရပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့တွေကပြန်လဲထိန်းချုပ်ခဲ့တာပါအခုရောက်တဲ့တမမှုကနောက်ချူမှာတန်ကြက်ခါနဲ့ကိုယ်တိုင်တိုက်ခဲ့တယ်လို့ပြောနေကြပြီးဟုံမုတ်တော့မတည်ဘူးလို့မခွေးတက်မှရှေ့ရှေ့တက်မိသားစုဝင်တို့ကညီလက်တံကိုပြောပါတယ်ဘုံမှုကြီးမိဟိဟာစစ်အာဏာသိမ်းပြီးတဲ့နောက်တက်မှရှေ့ရှေ့ရဲ့လေးဦးမြောက်တက်မှမှုပြစ်ပြီးရခင်တက်မှမှုရဲ့အနက်ဘုံမှုကျုံမင်းထုံးမှဗမော်တိုက်ပွဲမှာတည်ဆုံးခဲ့ကဘုံမှုကျုံအဟင်းဝင်က ရာထူးကပြုတ်ချခံခဲ့ရပြီးဗိုလ်မှူးချုပ်ကျော်နိုင်ဦးကတော့လက်ရှိတောင်ကြီးမြို့အခြေစားအစီပိုင်းနိုင်စစ်ဌာနချုပ်တိုင်းမှုအဖြစ်ရာထူးတို့မြင့်ခံလာရတာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ကစွန့်ရီဗိုလ်စေးပေးလာမှာနေပြည်တော်စစ်တိုင်းမှုဗိုလ်ချုပ်ဆိုမင်းခိုလန်ရှိရလေပိုင်းနိုင်စစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ဆိုမြတ်ထုတ်အပါဗိုလ်ချုပ်၅ဦးနဲ့နောင်ချူကြောင်မဲနဲ့တီဘောတိုက်ပွဲတွေမှာပါဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်50ကျော်ပါဝင်ကြောင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဝက်လက်ရှိ ရွာသုံးရွာကနေရင်တရားကျော်ကိုစစ်တပ်ကအင်အားလုံးရင်းနဲ့မိထက်ရှုခဲ့တဲ့တဲ့မှာစကိုင်းနိုင်ဝလန်မြို့နယ်ပင်းစင်ကြီးရွာကြီးကံမြောက်ရွာနဲ့ကြီးရေကံရွာတို့ကိုစစ်ကောင်ပြည်စစ်တောင်းကမိထက်ရှုခဲ့တာကြောင့်အင်ဂျင်တရားနီးပါးမိတော်ပြစီခဲ့တယ်လို့ဒေတာခန်နေစီကအသိရပါဗျ။နိုဝင်ဘာ23ရက်မနက်7:00နာရီကျော်မှာရွာသားကြီးကထွက်လာတဲ့တပ်မ33 ရွှေဘိုလက်ချင်ရေးရှိစစ်ကောင်ရှင်တပ်တွေအပါအင်အား450ကျော်ကပင်းစင်ကြီးဝကိုမိရှုခဲ့ပြီးနေ့လယ်12နာရီကျော်ခန့်မှာကြီးကံမြောက်ရွာကနေအိမ်တွေကိုမိတက်ရှုခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်။အင်ဂျီ190ခန့်ရှိတဲ့ပင်းစင်ရွာကနေအိမ်90ကျော်မိလောင်ပျက်စီးပြီးအင်ဂျီ150ခန့်ရှိတဲ့ကြီးကံမြောက်ရွာကနေအိမ်90ခန့်မိရှုခံရတယ်လို့သိရပါတယ်။ပင်းစင်းတဲ့ကြီးကံမြောက်ရွာကိုစစ်ကြောင်းဝင်ချင်းဒေသခါခွေရေးအဖွဲ့တွေကမိုင်းဆဲတက်ခိုက်မှုတွေလောက်တာပြုလုပ်နိုင်ပြီးထိခိုက်မှုတော့မတိရသေးဘူးလို့ဆိုပါတယ် ဒါအမြင်နိုဝင်ဘာ14ရက်ဒီမနက်ပိုင်းမှာလည်းစစ်ကောင်စီတပ်တွေကတီးရဲကံရွာကိုထပ်မံမြေရှုံနေပြီးပြည်စည်းမှုကိုတော့အဓိကအတိမပြုနိုင်သေးပါဘူးအဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာ9ရက်မှာထုံးမှုကျွာတော်ကိုတမာကိုတတအူနိုဝင်ဘာ6ရက်မှာထုံးမှုကိုနိုဝင်ဘာ9ရက်မှာကဒူညင်တော်နိုဝင်ဘာ10ရက်မှာကျွာတော်ကိုနိုဝင်ဘာ9ရက်မှာထုံးမှုနိုဝင်ဘာ17ရက်မှာလှတော်နဲ့ရွှေချင်းရွာတို့ကစစ်စုပေါင်းနေတရားဝင်ကြီးမိလောင်ပြည်စည်းထားပြီးမြေပြင်မှာပုံများနိုင်တယ်လို့ဆိုပါတယ် စစ်ကောင်ရှင်ဘက်ကအင်အားများများနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ဝက်လက်မျိုးနယ်ရှိကျေးရွာပေါင်း၂၀ကျော်ကဒေသခံမြို့သူ၂၀၀၀ကျော်ဘေးလူရမှာထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါတယ်။နောက်ဆုံးမို့အနေနဲ့တိဆက်ပေးမှာကတော့တဆောင်တိုင်းပွဲပြီးမခွေးတိုင်းမှာလူငယ်တွေကိုပေါ်တာဆဲပြန်ချမ်းနေပြီး၂၀ကျော်ဖမ်းခံထားရတဲ့တဲ့မှာမခွေးတိုင်းမေမှုခရိုင်ပွင့်မြူနယ်စပုမြို့နယ်တွေမှာစစ်ကောင်ပြည်တပ်ဖွဲ့ဝင်တွေကပေါ်တာဆဲဖမ်းဆီးတာတွေဇက်တိုက်လုဆောင်နေပြီးလူငယ်၂၀ကျော်ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စပူးမြို့နယ်လေကိုင်းကြီးရွာလမ်းဆောင်နဲ့လေကိုင်းကျောင်းတို့ရွာကြားလမ်းမိုက်မှာစစ်ကောင်ပြည်ပူပေါင်းတပ်တွေကခရီးသွားကားတွေနဲ့အနီးဝန်းကျင်ကြီးရွာတွေကလူငယ်တွေကိုနိုဝင်ဘာလဒုတိယပတ်အတွင်းနေစင်ပေါ်တာဆာဖန်စီနေတာလို့ဆိုပါတယ်။မနေ့နိုဝင်ဘာ7ရက်မနေ့စနေနေ့လောက်မှာလေကိုင်းကနေကျောင်းတို့ရွာကိုသွားတဲ့နေရာမှာခရီးသွားကားပေါ်ကအသက်16နှစ်နဲ့22နှစ်အရွယ်လူငယ်2ဦးကိုဆွဲသွားတယ်လို့ပွင့်ပြူမြို့ကန်တို့ကမြေလက်တံကိုပြောပါတယ်။အလားတူပွင့်ပြူငယ်စနေမြို့အကြားကရှောက်တော့ရွာနီး မင်းမှုပွင့်ပြူစလင်းလမ်းမိုက်မှာရှိတဲ့မုံချောင်းတရားထိတ်ကစစ်ကောင်မရှင်တက်ရင်းနဲ့မြူစော်ဒီပူပေါင်းတပ်ဖွဲ့တွေကလည်းခရီးသွားကားတွေမှာပါလာတဲ့လူငယ်တွေနဲ့ဒေသခံလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်စစ်ကောင်မရှင်တက်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်စကူးမျိုးနယ်ကျောင်းတော်ရာနဲ့ဝဲတောင်ကြီးရွာတွေကအသက်ဆက်ရှင်လေးကနေ22နှစ်အကြာလူငယ်မျိုးသား15ဦးပွင့်ပြူမျိုးနယ်မှာအသက်25ကနေ30နှစ်အကြာရှိလူငယ်မျိုးသားတွေဖြစ်တဲ့အင်းနေရွာကန်တအူးမွန်စလဲရွာကန်တအူးတောင်ရင်းရွာကန်တအူး ရွာသေးရွာခန့်တူခင်းနေရွာခန့်တူတတိကုန်းရွာခန့်တူစုစုပေါင်းရှိဦးအထိဖန်စီခံရရတယ်လို့သိရပါဗါဒအပြင်ခီးသွွားကားတွေပေါ်ကလူငယ်တွေလည်းဖန်စီခံရရကအဲ့ဒီဖန်စီခံရမှုတွေကတော့ခီးသွွားတွေဖြစ်တာကြောင့်ဖန်စီခံရသူတွေရဲ့အခြေအနေတွေကိုမသိရဘူးလို့ဆိုပါတယ်နောက်ထပ်စကူးမျိုးခန့်တူကတော့စကူးမျိုးနဲ့ပွင့်ပြူဘက်တွေမှာဟွန်နာဖေးအနဲ့ရောက်နေအခု၃ရက်အတွင်းအတ္တမစစ်မှုတမ်းမှုပဆွဲနေတာလို့ပြောပါတယ်တရှိမှာပေါ်တာဆွဲခံရသူတွေကိုမိမှုမျိုးအခြေစား စစ်ကောင်စီတပ်ရင်းတွေစီပို့ဆောင်တာပြီးအဲ့ဒီအားတစင်မခွေးမြို့အမှတ်သုံးစစ်သားစစ်ဆောင်ရေးတပ်ခုပို့ဆောင်လေးရှိတယ်လို့သိရပါတယ်။နိုဝင်ဘာလပထမပတ်အတွင်းမခွေးတိုင်းအမာမျိုးကြီးများပြားမှာစစ်ကောင်စီဦးဆောင်ပြီးတစောင်းနယ်ပွဲတွေပြုလုပ်ခဲ့ရာအဲ့ဒီကာလတွေမှာပေါ်တော်ဆက်ဖန်စီတာတွေယာယီရန်နာခဲ့ပြီးတဲ့နောက်ဒုတိယဘက်ကစတင်ကမခွေးတိုင်းကမျိုးနယ်တွေမှာအခုလိုဖန်စီမှုတွေပြန်လည်မြင့်တက်လာတာလည်းဖြစ်ပါတယ်။ မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရနေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်ရမစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ